အားလုံးမင်္ဂလာပါခင်ဗျာမင်ခံပေါင်းချန်နေရနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့29ရက်စက်တလ2025ယနေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအားဖြင့်အင်အဝရီတိုင်းနဲ့ရခိုင်ပြည်နယ်အစပ်ကဘာပေါင်းကလေးဒေသရဲ့စစ်သည်နဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်မီမှာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးကြပါဦးခင်ဗျာဟုတ်ကဲ့ စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာ26ရက်စက်တလ2025ရက်နေ့နေ့လယ်ပိုင်းအချိန်လောက်မှာတော့အင်းအဝရီတိုင်းနဲ့ရခိုင်ပြည်နယ်နေဆက်အကြမ်းမှာရှိနေတဲ့ပါပေါင်းကလေးရွာအနီးမှာမြမတက်မတော်လုံချွေးတက်ဖွဲ့ဝင်များကအကြမ်းဖက်တောင်းညံသူအေးစကန်ကုန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာ မိမိဘက်ကစစ်တီတူနိုင်ငံအတွက်အသက်ပေးလူခဲ့ရပြီးတော့အကျမ်းဖတ်တောင်းညံသူများဌာနကအကျိုးအမြတ်ရလက်အနေအချင်းအေအေအလောင်း6လောင်းလက်နက်မျိုးစုံ6လက်ကြီးအင်ကြီးစံများ လက်ပြပုံးမိုင်းများဘန်ငါ6လုံးတယောက်ပြည့်ပြချင်း29ကျင်းနဲ့ဆက်သွေးမြောင်းအရှိမီတာ150ခန်းတို့ကို တွေ့ရှိသိမ့်ပိုက်ရရှိခဲ့ကြောင်း တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့မိုးကုံမျိုးနဲ့ပတ်သက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်မိုးကုံမျိုးကို တသိမ်းပြီး TNL ကအုတ်ချုပ်ရေးစတင်တော့အစည်းအဝေးတစ်ခုမှာတာဝန်ကျော်ပြောတဲ့စကားကိုမှတ်မိပါသေးတယ်ဘုံရန်သူကိုအရင်တိုက်ကြတာပေါ့နောက်မှ နိုင်ငံရေးစကားပြောကြမယ်တဲ့မြန်မာတွေညံ့ကြကတော့ကန်းကုံပါပဲ။ ဖရီဒရစ်ခေစစ်ပွဲတွေကစလို့မော်ဒန်ပြည်တွင်းစစ်ပွဲတွေအတိဘယ်မျိုးကိုဘလို့တိုက်ရင်ဘယ်သူက နေရယူမယ်ဆိုတဲ့နိုင်ငံရေးသဘောတူညီချက်ကို အရင်ယူပြီးမှ တိုက်ရတာလေသူများတွေနေမြေရဖို့ဗိုလန်တီးယားလုပ်တော့တည်ပေးနေရတဲ့အဆင့်လောက်တွေ အတွက် အနာဂတ်မရှိပါဘူးကျွန်တော်တို့ကတော့တိုက်ဖို့ဆိုရင်နေရာတိုင်းမှာပါတယ်ဗျတဲ့နိုင်ငံရေးနားမလဲကြောင် ကိုဟာငတုံးငအဖြစ်ကြောင်းအင်တာနက်ပေါ်မှာတက်ပြီးတော့ဝန်ခံနေတဲ့ပို့တွေကိုလည်းဖတ်ရပါတယ်ဒီကြားထဲမိုးကုံတို့မျိုးလုံးဒုက္ခတဲ့အဖြစ်ဆစ်ရှောင်ရခြင်းရန်သူကဘယ်အချိန်သိမ့်မယ်မှမသိတထိတ်ထိတ်တလန့်လန့်ဖြစ်နေခြင်းဆယ်လီယူဆီယဝန်ကလည်းသူ့အကြောင်းသူမှတ်တမ်းရုပ်ရှင်ရိုက်တဲ့အမေရိကန်အစိုးရပေါ်လစီအပြောင်းအလဲနဲ့အတူငြိမ်းချမ်းလာတော့မယ့်မြန်မာပြည်အကြောင်း မြန်မာနိုင်ငံသားပြည်ပြည်တွေကိုအခွင့်အရေးပေးထားတဲ့ TBS စနစ်ကိုဖျက်သိမ်းလိုက်တဲ့အမေရိကန်အစိုးရရဲ့ policy အပြောင်းအလဲဟာတော်လိန်ရေးအတိုင်းအဝိုင်းကိုကြီးစွာထိခိုက်သွားစေပါတယ်။ဒီအပြောင်းအလဲကြောင့်တော်လိန်ရင်ဗန်းပြအစိုင်းလန်လျှောက်အမေရိကန်အိမ်မက်မတ်သူတွေခွက်ခေါက်အလူခံတွေရဲ့ဘဝနေဝင်ခြင်းဖြစ်လာခဲ့ပါပြီ။ဆိုလိုတာကအမေရိကန်က၄-၅နှစ်ထောက်ပံ့ခဲ့တဲ့တော်လိန်ရေးကြီးဟာ NUG နဲ့ Barcelo တို့သကိုးတတိုက်တာချမ်းသာသွားပြီးအောက်ချိန်မှာပြည်သူတွေသေးချေဒုက္ခရောက်ကြတာမြန်မာနဲ့တရုတ်နဲ့ရုရှားနဲ့ပိုနီးစပ်သွားတဲ့စိုးကြိုးတာအမေရိကန်တွေရလာခဲ့တာကိုသဘောပေါက်သွားလို့ပါပဲအမေရိကန်ရဲ့ exit strategy ကတော့တရုတ်ခြေရာနင်းပြီးကြားပြန့်ခေါင်းစဉ်ပြောင်းကာကင်းပြည်နယ်ဆက်ကကြားပြန့်တွေကိုတိတိယောက်ယောက်ဖမ်းဆီးအေးအေးယူခြင်းဖြင့်အဆုံးသတ်ပါလိမ့်မယ် အမေရိကန်မူဝါဒရဲ့အဆင့်တွေအရဆိုရင် TPF ဖြတ်သိမ်းတော်လင်ရေးအယောင်ဆောင်တွေကို မောင်းထုတ်တာကပရမအဆင့်ပြန်လည်ချင်းကပ်ရေးကို အုံမြင့်ချတာပါဒုတိယအဆင့်မှာ၎င်းတို့သွယ်ဝိုက်ထောက်ခံအားပေးခဲ့လို့ဥပြက်အိမ်ပြက်စီးပွားပြက်ခဲ့ရတဲ့စီဝေးဆောင်တွေစီ လူသားချင်းစာနာထောက်ထားခြင်းအကူအညီတွေကိုတန်ယုံကတဆင့်ပေးရလာပါလိမ့်မယ်။အပြိုင်ထဲမှာအမေရိကန်ထောက်ပံ့တဲ့ ရွေးကောက်ပွဲလေးလာရေးအဖွဲ့တွေကလာမဲ့ရွေးကောက်ပွဲကိုလွတ်လပ်၍တရားမျှတမှုရှိမရှိစောင့်ကြည့်လာပါလိမ့်မယ်ရွေးကောက်ပွဲလွတ်လပ်မှုအညွန်ကိန်းဥပမာဆယ်မှတ်မှ၆မှတ်လောက်ရရင်ကိုအမေရိကန်ကအတိမတ်ပြုတော့မှာဖြစ်ပါတယ်နောက်တစ်စင်းကရွေးကောက်ခံအစိုးရတက်လာပြီးနှစ်နှစ်စောင့်ကြည့်ကအကောင်းဘက်သွားနေတဲ့ယူဆလာရင်ဆန်းရှင်တွေရုပ်သိမ်းကပြန်လည်ပူးပေါင်းလာမယ်ဖြစ်ပါတယ် ဒီနေရာမှာဒေါ်စုနဲ့နိုင်ကျင်းတွေကို ပြန်လို့ပေးခိုင်းတာတို့နန္နန်ဒီကိုပြန်လဲမှတ်ပုံတင်ခွင့်ပြုခိုင်းတာတို့ပါလာနိုင်ပါတယ်။ဒါအပြင် ရိုလင်ညာတွေကို ပြန်လက်ခံခိုင်းတာပါပါလာနိုင်ပါတယ်။ရိုလင်ညာအကြောင်းပြုပြီးတော့ရခိုင်သဘုံကိုနှိမ်နင်းနိုင်မဲ့ကစားကွက်ကို နောက်မှရေတံတင်ပြပါဦးမယ်။ဒီအစဉ်ပြီးသွားရင်တော့ပုံမှန်ဆက်ဆံရေးပြန်လဲထူထောင်လာတော့မှာပါ။ပြောချင်တာက နိဘောနိဘိန်ပိတ်တွေတော်လင်ရင်ကြီးဟာမရှုမရှာမရှုမလားခွေးဖြစ်နွားဖြစ်ဖာဖြစ်တူပြက်ကန်းဖြစ်ကအကြီးအကျယ်ဇသိန်းရှုံးနှိမ်သွားမှာပြီးဖြစ်တဲ့အကြောင်းတောင်ပေါ်ပေဒီရဲ့သတင်းလေးကိုလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ဆီယံပိုင်ဆိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာ ။နိုဝင်ဘာလ24ရက်နေ့မှာအမေရိကန်ပြည်ထောင်စုလုံခြုံရေးဌာန DHS ကမြန်မာနိုင်ငံသားတွေအတွက်ရန်ကြီးကာကွယ်ပေးထားတဲ့ TBS ကိုရက်စဲလိုက်တာအလုံးအသီးပဲဖြစ်ပါလိမ့်မယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာသူ့နိုင်ငံတွင်းမှာတရားမဝင်ဝင်ရောက်နေတဲ့ကျူးကျော်သူတွေအလုံးကိုသက်ဆိုင်ရာနိုင်ငံ ပြန်ပို့ဖို့ကြိုးစားနေတာဟာသူ့ကိုလည်းအပြစ်တင်လို့မရပါဘူး။ TBS ရက်စဲခံရတာ ို့တနိုင်ငံတည်းမဟုတ်ပေမဲ့ရက်စင်းရတဲ့အကြောင်းရင်းထုတ်ပြန်ချက်ကတော့တကယ့်ကိုအံ့အားသင့်စရာပါပဲအဓိကအကြောင်းရင်းတွေထဲမှာ ရွှေမြန်မာတွေရဲ့ဗီဇန်တက်တန်းတိုးချိန်မတိုးပဲ overstay နေတဲ့စီကံမလိုက်နာမှုလဲပါဝင်ပါတယ် B1 B2 visa overstay က38.35ရာခိုင်နှုန်း SM2 visa overstay က90ကိုတက်သမား73ရာခိုင်နှုန်းရှိပြီးတော့တခြားနိုင်ငံတွေထက်18တန်းလောက်ပိုများနေပါသေးတယ်။ TBN တန်းတိုးဖို့စုံစမ်းမှုတွေပြုလုပ်တဲ့နေရာမှာလဲလိန်ညာမှုတွေရှိတယ်လို့ဆိုပါတယ်။ TBN ကိုရည်စဲဖို့ဆုံးဖြတ်ရမှာမြန်မာနိုင်ငံရေးကိုလည်းစောင့်ကြည့်ပြီးပြန်လို့ရတဲ့အခြေအနေမို့လို့ရည်စဲခဲ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်။ ဒီနေရာမှာအရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆောင်ရွက်ခဲ့တဲ့ဆောင်ရွက်ချက်တွေကိုတရေတယူထည့်သွင်းရေးသားထားတာကိုတွေ့ရပါလိမ့်မယ်။ဒီနေ့အစပိုင်းဇန်နဝါရီမှာ MNDAA နဲ့အပြစ်ခတ်ရက်စဲခဲ့တာကနေစလို့တနိုင်ငံလုံးအရေးပေါ်အခြေအနေကြီးညာချက်ကိုရုတ်သိမ်းတာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီရွေးကောက်ပွဲကြီးညာပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့ပြင်ဆင်ဆောင်ရွက်နေတာ။ ပြည်ပကနေပြန်လည်ဝင်ရောက်လာသူတွေအနေနဲ့လဲအေးအေးချမ်းချမ်းသွားလာလို့ရနေတာစသဖြင့်အားလုံးကိုစစ်တမ်းတွေကောက်ယူစစ်ဆေးပြီးတော့စိတ်ချရရတယ်လို့ယူဆလို့သာ TBS ကိုရက်စဲခဲ့တာ ဖြစ်ပါတယ်အမေရိကမှာ TBS နဲ့နေနေတဲ့မြန်မာ3969ဦးရှိပြီးတော့ထက်လျှောက်ထားတာက236ဦးရှိပါတယ်သူတို့ကတော့နောက်နှစ်လနေရင် ပြီးတော့ပြန်ရတော့မှဖြစ်လို့မြန်မာနိုင်ငံအနေနဲ့လဲနှွေးထွေးစွာကြိုးစိုးချောင်းကိုတရားဝင် ကြီးညာထားပါတယ်။ဒါအပြင်အရင်905ကထုတ်ခံထားရတဲ့လူတွေကိုပယ်ဖျက်ပေးလိုက်တဲ့အတွက်ဒီလူ၄00တဲမှာ905ကသမားတွေပါလာရင်တောင် စိတ်အေးစွာနဲ့ပြန်ဝင်လာနိုင်ပါတယ်။ဒါဟာစိတ်ဒုက္ခရောက်နေကြမဲ့မြန်မာပြည်အတွက်စိတ်အေးစီလိုတဲ့လက်ရှိအစိုးရရဲ့စီရင်လာကိုမြင်ရပါတယ်။ အနီတွေကတော့ဟိုကနှင်ထုတ်လို့ပြန်ရမယ့်သူတွေကိုတော့မြမပြည်ပြန်ရောက်ရင်ဟိုဟာလုံရမှာဒီဟာလုံရမှာနဲ့အပူတွေထပ်ပြီးနေပါတယ် နိုင်ငံတကာခီးသွားတွေကမီဒီယာတွေမှာဖော်ပြသလိုမြန်မာမှာရှစ်ဖြစ်နေတာမဟုတ်ပါဘူးငါတို့သွားတာတာတာရရာရှိပါတယ်လို့ဗူရီယိုတွေတင်ရင်လဲဗရက်နဲ့တိုင်းရင်သားလက်နက်ကင်တွေကြောင့်ရှစ်ဖြစ်နေတဲ့နေရာတွေသွားကြည့်ပါဦးဆိုပြီး ကိုနိုင်ငံမငင်းချမ်းမှုဆိုတဲ့ပြန့်ယုတ်ကို အမတန်ပြန့်ကျင်တဲ့ပြည်ပြက်တွေအခုတော့ဗာတက်နိုင်ပါသေးတယ်လဲအမေရိကန်လိုဒီမိုကရေစီဘိုးအိမ်နိုင်ငံကတော့မြန်မာနိုင်ငံရေးဟန်ဘေးကင်းပြီလို့သတ်မှတ်လိုက်တာဟာလာမယ့်ရွေးကောက်ပွဲအတွက်လဲနိုင်ငံတကာမျက်နှာစာမှာအာမခံချက်ရမ်းလိုက်တာပါပဲလက်ရှိအစိုးရအဖွဲ့ဝင်တွေကတကယ့်အရွေးတွေကိုဆောင်ရွက်နေတဲ့အချိန်မှာလေလိုင်းအစိုးရကလူတွေကတော့ ခွေးကိုတော်တဲ့ကဗရက်တွေထက်သာအောင်မွေးလို့အတိုင်ခံရတဲ့လူနဲ့အချင်းချင်းစမန်ကုန်ပြီးတော့အပြစ်တင်နေကြတဲ့လူနဲ့အခုမှစာထုတ်လို့ကောင်းတော့မရှိပါသေးတယ်။ရှင်လိန်မြန်တဲ့နေ့မင်္ဂလာဆောင်တဲ့နေ့နဲ့ထောင်ကနေလွတ်လဲ့နေ့တွေဟာ လောကမှာပျော်ဖို့အကောင်းဆုံးနေ့တွေပါတဲ့။သူတို့ပျော်မပျော်တော့မသိဘူး။ဓမ္မုံကျင့်ရတာတောင်ကြည့်တဲ့သူဝမ်းသာရပါတယ်။ နိုင်ငံရေးခံယူချက်မတူလို့အထက်ရောက်ကြပေမဲ့ကိုယ်နိုင်ငံသားအချင်းချင်းကောင်းရမွန်ရပဲမြင်လိုတာပါ။နောင်တရကြပါ။ထောင်တွေတန်းတွေကြအသက်တွေပေးဆက်နေကြရတဲ့လူငယ်တွေရဲ့ပေးဆက်မှုဟာနိုင်ငံရေးအမျက်ထုတ်သူတွေအတွက်ပဲအကျိုးရှိစေပြီးတော့နိုင်ငံအတွက်ရောမိသားစုအတွက်ရော ကိုယ့်အတွက်ပါဘာအကျိုးမှမရှိဘူးဆိုတာ လက်တွေ့သိခဲ့ပြီးမို့ထပ်မမိုက်ကြပါနဲ့တော့။ လက်ရှိအစိုးရကဘလို့ရည်ရွယ်ချက်နဲ့ပဲလှုပ်ပေးနေပါစေမီဒီယာတွေဖွှန့်ကြပါစေကို့မိသားစုပြောရတာကိုလည်းအနှောင်အဖွဲကင်းကင်းနေရတာဟာအစိုးရရဲ့လူငင်းခွင်းကြောင့်ဆိုတာမမေ့ပါနဲ့အချိန်မှာဒလန်ဒစိတ်အကက်ခံရဦးမဲ့ဒေါက်တာစာစာတယောက်ကတော့အနာဂတ်ရဲ့သမရာလောင်းလျာလို့အနီတွေမြောက်ပင့်ကြတဲ့ဒေါက်တာစာစာတယောက်ကတော့တော်လန်ကြီးကို တတာပြသွားခဲ့ပါပြီစကားဝဲဝဲနဲ့ပေါမန်း40ပြောတာတွေနားမထောင်ရတော့ဘူးပေါ့လေရိုးရိုးထွက်လာဒလန်တစိကက်ခံရမလားကတော့ခொနည်းရတစ်ပတ်စောင့်ကြည့်ကြပါဦးဆုံးလို့တင်ပြပေးလိုက်ရပါတယ်ခမဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ဆီယန်ရီမိုးရေးသားတဲ့သတင်းဆောင်မလေးတွေပဲဖြစ်ပါတယ်ခမနိုင်ငံရေးကနိုင်ငံရေးပါပဲဆိုတဲ့အခင်းအကျင်းမျိုးပါပဲရသကြီးဒီပုံမှာ 905ကဆိုတာက ထောင်နဲ့သုံးနှစ်အထိဝရမ်းမပါပဲဖမ်းဝင်ရှိတဲ့ပုံမှန်တစ်ခုဖြစ်ပါတယ်။အဓိကကတော့စီရီယန်တွေအားကောင်းစဉ်တုန်းကအစိုးရဝန်ထမ်းတွေကိုတရားမဲ့ဖိအားပေးချင်းချောက်တာတွေကိုကာကွယ်ပေးနိုင်ဖို့ကျင့်သုံးခဲ့တဲ့ဥပဒေတရလည်းဖြစ်ခဲ့ပါတယ်။ဒီပုံမှန်ဟာအာမခံလည်းမရှိသလို ကြည်အေးခွင်လည်းမရှိတာမို့ပုံမှန်905ကနဲ့မိနေသူအများစုဟာ ြည်ပနိုင်ငံကိုအများစုလွင့်ဆင်သွားခဲ့တာလဲတွေ့ရပါတယ်ဒီကနေ့အစိုးရရဲ့လူငင်းထဲမှာဒီပုံမှန်ကြောင့်အကျဉ်းကျနေတဲ့924ဦးပလက်2360ဦးအပါဝင်ဒီပုံမှန်ကြောင့်ပြည်တွင်းပြည်ပရှောင်တိန်နေတဲ့9580ဦးရဲ့ပြည်တံတွေကိုပါ ပိတ်သိမ်းပေးတယ်ဆိုတဲ့အကြောင်းထုတ်ပြန်လာခဲ့ပါတယ်သဘောကတော့ ထောင်ထဲမှာမိထားတဲ့သူတွေကိုလည်းထောင်ပြင်ပြန်ထုတ်ပေးခဲ့သလိုဖမ်းမမိလို့ထွက်ပြေးနေတဲ့သူတွေကိုလည်းပြန်လာလို့ရအောင်အခွင့်အရေးပေးလိုက်တယ်လို့ပဲမြင်တယ်ပေါ့။ဒါမှန်လူသက်မှုမရှိဘူးအကြမ်းဖက်လုပ်ငန်းတွေမှာထဲထဲဝင်ဝင်ပါဝင်ပတ်သက်မှုမရှိဘူးဆိုရင်တော့အစိုးရရဲ့လူငိမ့်ဟာကိုဘဝနောင်ရေးအတွက်အမကန်ချက်ပေးလိုက်တဲ့ကိစ္စတခုလို့ပြောလို့ရပါတယ်။တေချာတာကတော့ပြည်တွင်းလက်နက်ကိုင်နေမြေတွေထဲမှာ905ကအရတိန့်ရှောင်နေတဲ့သူတွေလည်း မိမိနေအိမ်ကိုပြန်လာနိုင်မှာဖြစ်သလိုငါရငါကအရာဆူရှိလိမ့်နေကြတဲ့သူတွေလည်းဆန္ဒရှိရင်အိမ်ပြန်လာနိုင်တယ်လို့အစိုးရကကြေညာပေးလိုက်တဲ့သဘောပါ အစိုးရရဲ့ဒီထုတ်ပြန်ချက်ဟာအမေရိကန်ကထုတ်ပြန်လာတဲ့ TBA အပြီးမှာအချိန်ကြီးထုတ်ပြန်လာတာဖြစ်လို့နိုင်ငံကြီးအရာတော့အတော်လေးအကောင်သွားခဲ့တာကတော့ညင်းမရပါဘူးသဘောက မြန်မာနိုင်ငံကဒီငင်အေဂျင်စာပြုတ်နေသလိုရွေးကောက်ပွဲကလည်းမကြာခင်ကျင်းပတော့မယ့်အခြေအနေမှာ905ကနဲ့မိနေတဲ့သူတွေအလုံးကိုလွန်ငင်းပေးလိုက်တဲ့လောက်ရက အတော်လေးကို တာသွားတဲ့ကိစ္စလိုပဲဆိုရမှာပါအမေရိကန်ရဲ့အမြင်မှာမြန်မာနိုင်ငံဘက်ကလည်းသူ့နိုင်ငံတဲ့နိုင်ငံရေးအကြောင်းပြခိုးဝင်နေတဲ့သူတွေကိုလိုလိုလားလားပြန်ခေါ်ပေးတာကို နှစ်ချိုက်မဲ့သဘောပါဒါပေမဲ့ လုံလုံကျူးကျူးဖြစ်ထားတဲ့ညီပိန်းတွေအတွက်တော့အစိုးရဘက်ကသဘောထားကြီးပေးနေလေဒါကပြန်လန်းမရှိတဲ့အိမ်လိုမျိုးဖြစ်နေဦးမှာပါတခုတော့ရှိတာပေါ့လေစီရီယန်ခင်မှာဒလန်ကောင်းစင်နဲ့လူသက်ဖို့အထိစူးစမ်းခဲ့မှုတဲ့905ကတွေကိုအစိုးရအနေနဲ့သဘောထားကြီးပေးနိုင်သေးရင်ဒီဖြစ်စဉ်တွေကိုအသက်နဲ့ရင်းပြီးအန်တုခဲ့ကြတဲ့ဝန်ထမ်းတွေကိုလည်းသူကောင်းပြုပေးသင့်တာပေါ့ ဖင်နီပြီးခေါင်းစိမ့်တဲ့ဝန်ထမ်းအကြီးပိုင်းတချို့ကြားမှာတာမန်ရိုးသားတဲ့ဝန်ထမ်းတွေဘလောက်တောင်မျက်နှာမွေးနဲ့မျက်နှာငယ်ခင်ရသလဲဆိုတာတစ်ချက်တော့ပြန်ကြည့်သင်ပေးတာပေါ့မိုးကုံမျိုးကိုတက်မတော်ကိုပြန်ပေးဖို့အတွက်ပလောင်တွေကလုံုံရင်ယူပေးရမယ်အခင်းချင်းကိုမြင်ကြည့်လိုက်ပါຫນွေဦးဒေါ်လန်ရေးကရှုံးပြီလို့တွက်လို့ရနေပါပြီတကယ်တော့ကုမင်းသဘောတူညီချက်ကအလကားမှမဟုတ်တာပဲ တကယ်လို့ဒီနေရာမှာကုမင်းသဘောတူညီချက်မရှိခဲ့ရှိခဲ့ရင်လဲတက်မတော်ကဒီမြို့တွေကိုရောက်အောင် ပြန်သိမ်းမှာပါ။ဘာကြောင့်ပလောင်တွေမြို့ပြန်အပ်ပြီးတော့အပြစ်ခတ်ရက်လိုက်ရတယ်လဲမေးရင်နောက်ဆုံးကိုပိုင်အုပ်ချုပ်ခွင့်တောင်နိုင်ငံရေးအရာမသေးကြတော့ဘူးလို့လဲပြောလို့ရပါတယ်။ဒါပေမဲ့လက်တွေ့ကြတဲ့အဖြေကတော့ဒီမြို့တွေကငိုကလေးကပလောင်ဒေသလဲမဟုတ်ဘူးရသလောက်လဲမြို့ကိုနှီးမျိုးစုံနဲ့အခွန်ကွာလို့ပြီးပါပြီ။ အ ਨੇ ဆုံးတော့ပလောင်ဒေသမှာလေကြောင်းတိုက်ခိုက်မှုမခံရတော့ဘူးဒါကပလောင်တွေရဲ့အဓိက လိုလားချက်လဲဖြစ်တယ်ပေါ့မြို့မြို့ကိုကာကွယ်မဲ့ဆိုပြီးတော့အညာဘရက်တွေတက်လာကြပြီမဲ့ကုမင်းသမောတူညီချက်က UNG နဲ့ညှိကြတဲ့စာချုပ်မှမဟုတ်ပဲပိုဆိုးတာက UNG နဲ့ပလောင်တက်တွေကြားကဘာစီရင်မဟာမိတ်စာချုပ်လဲရှိဟန်လဲမတူပါဘူးဒါကြောင့်လဲတချို့ MDY ဘရက်တွေက UNG ရဲ့ MOD တဲကိုမဝင်ကြတာလို့ သုံးသက်ရနိုင်ပါတယ်လက်ရှိမိုးကုံမြို့အနေထားကလည်းစိုးသူရဇော်တို့နဲ့ UNG ထိပ်ပိုင်းကြမှာခွဲရန်ကြအခွန်တွေနဲ့ဝေစားမြာစားလှုပ်ထားပုံရပါတယ်ဒီအချိန်မှာပလောင်တွေကိုကျိတ်နိုင်ခဲမရဖြစ်လဲပလောင်ရဲ့ရည်မှန်းချက်ကစစ်တပ်ပြုတ်အောင်တိုက်ဖို့ဆိုတာတဲ့နေမြေတိုးပြီးတော့ပြည်နယ်ရကျင်တာကသူတို့ရဲ့အဓိကရည်မှန်းချက်ပဲလေတိုင်းရင်းသား EU တွေရဲ့လောဘကဒီနိုင်ငံမှာ ဘယ်ပါတီအစိုးရတက်ဖြစ်ဖြစ်အဓိကသူတို့လုံပိုင်ခွင့်ဘောင်ကျဲနေရင်ရပြီဆိုတဲ့အတွေ့အကြုံရှိတယ်ဆိုတာကိုအညာဘရက်တွေသဘောပေါက်ဟန်မရှိသေးပါဘူး UNG ဆိုတာကနိုင်ငံရေးအရာရည်တည်ခွင့်ရဖို့ပြည်ပကနေလှုပ်ဆော်အားပေးတယ်ဖက်ဒရယ်ပြည်ညာတွေ အကြောင်းပြောရအောင်လဲ KNU နဲ့ KNPB တို့လို EO တွေက အစနှုတ်ထွက် သွားတဲ့ UNCG ကလည်းဘာအလုံးမှ ဖြစ်မနေချိန်မှာ ပလောင်နဲ့ကိုကန်းကအစလက်တွဲဖြုတ်သွားတဲ့ဒီအခင်းချင်းကို နိုင်မယ်လို့ထင်နေသေးရင်တော့ယူနေလိုပဲပြောရတော့မှာပါဂုံဂုံပြောရရင်စီရဲ့အရာလဲထီအောင်မှုမရှိ မာမိတ်ဤအိုရီကလည်းတကူကြီးကိုကျိုးအတ္တများနေချိန်မှာမိုးကုံမျိုးကိုအသက်ပေးကာဝယ်သွားမယ်ဆိုတဲ့ဗရက်တူရဲ့လူယံဝင်ကျင်မှုကလည်းဒီမှာပဲဇက်သိမ်းသွားပြီလို့ပြောလို့ရသွားခဲ့ပါပြီပုံမှန်905ကဆိုတာနိုင်ငံရေးအရာအမှုကွာ တနည်းအားဖြင့်အစိုးရဝန်ထမ်းတွေကိုစီရီယံလို့ဖို့တိုက်တွန်းရင်းကလက်လွန်ကြက်သွန်ဖြစ်သွားတဲ့အမှုတွေပြီးတော့အာမခံလည်းမရပါဘူးအ ਨੇ ဆုံးထောင်ဒဏ်က3နှစ်ကျောက်မှာပါတောက်ဆံမရှိရင်ထောင်မှာဘလောက်မျက်နှာငယ်ရသလဲဘလို့ယူကျွရသလဲဆိုတာ ကိုယ်တိုင်မဝင်ဘူးသေးရင်တော့ဘယ်သိကြပါမလဲအိမ်သာတက်တာကအစအတန်ချီချင်းကြီးတွဲထားမယ်ထွက်လာရင်တော့ထောင်ကြလက်မကြီးကဘဝတစ်လျှောက်လုံးသေရပါဦးမယ် စာကလေးကဘာပြမှုမှမရှိလို့ကျေးဇူးတင်စရာမလိုဘူးဆိုတာက ထောင်ထဲမရောက်သေးလို့ပြောနိုင်တဲ့စကားလုံးတွေပါထောင်ဝင်စာတွေ့ဖို့ဘလောက်ခက်ခဲတာကိုလူတက်တာဖို့ပတ်စံတွေဘလို့ကုန်ကြရသလဲဆိုတာကိုတိုင်းမကြုံဘူးရင်ကိုချင်းပဲစာနိုင်မှာမလဲဒါကထောင်ကျနေသူတွေကိုပဲပြောပြသေးတာပါဝရမ်းပြဘဝနဲ့ကိုကြောင့်ကိုဝက်ထွက်ပြေးနေရတဲ့သူတွေဆိုရင်ဒီသတင်းကသူတို့အနာဂတ်အတွက်ရွှေပါပဲ အခုလဲအစိုးရရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့တချို့လက်တဆုပ်စာနီဘောတွေလောင်နေကြတာလဲတွေ့နေရတာပါပဲအဓိကဒေါ်လာရေးအကြောင်းပြပြီးလှုပ်ရှားတတ်တဲ့လူလူစုကတော့ပြန်လာခြင်းမှပြန်လာမှာပေါ့လေဘာအခမ်းအနားဘယ်အထိန်အမတ်စသဖြင့်ရုပ်ရှင်အတိုးတော်လေးတွေရိုက်ဘာရောင်နီးညာရောင်နီးဆိုပြီးသချင်းဆိုတာလေးတွေလှုပ်ရင်းနဲ့ပတ်စံရှာနိုင်သေးတာကိုဒါပေမဲ့ဓာတ်တွေအလုံးကယာယီပဲရမှာပါ အခုရွေးကောက်ပွဲကနေနောက်တစ်ဆက်လောက်အထီကိုငိမ့်အောင်ဒိမ့်နိုင်ရေတော်လန်ကြီးပြပြီးခွက်ခောက်တဲ့ဇလန်းတွေကိုလူလူကအလိုလိုနားလေလာပါလိမ့်မယ်အစိုးရရဲ့ထုတ်ပြန်ချက်ကလည်းညီဘောတွေပြန်လာနိုင်ဖို့ထက်နိုင်ငံရေးကိုနှစ်ချက်ကွက်ခင်းထားတဲ့ထုတ်ပြန်ချက်ပါဒါမှန်905ကားလောင်းနဲ့လုံလုံကျွကျမဟုတ်သူတွေကတော့ပြန်လာကောင်းပြန်လာမှာပေါ့အချိန်လုံးအစိုးရကို ဖောင်းထုတ်ထမ်းသူတွေအတွက်က ကိုရောနှုတ်ပါကြွန်ထားပြီးချိန်မှာဘလို့လို့ပြန်လာကြတော့မလဲမသိရင်သူတို့ကပဲမေတ္တာသိရှီလွန်းလို့အစိုးရကပြန်ခေါ်နေသလိုလိုအ ਨੇ ဆုံးတော့အမေရိကန်ရဲ့ထုတ်ပြန်ချက်ကိုပါပါလေးအဆင်ဘီတက်ပေးလိုက်တာပါခုဆိုမိုးကုတ်မြို့ကိုကာဝယ်ဖို့ဆိုတာတဲ့ရက်60အတွင်းတက်ရောက်မှုဒီဥပဒေကြောင့်တခြားတဏျာကိုပြောင်းဖို့စူးစမ်းနေရပါပြီလီဂျီတမစီဆိုတာ အွန်လိုင်းပေါ်ကနေစာရွက်လေးတွေထုတ်နေုံနဲ့မရပါဘူးဒီလိုတက်ရောက်မှုလဲကြီးတယ်ဆိုတာလဲသူတို့သိပုံမရပါဘူး905ကဆိုတာကခက်ရှင်ချင်းအတိတ်ဘဏ်ဖွင့်ရရင်သူ့ဘာသာတောင်းဝန်ထမ်းဆောင်နေတဲ့သူကို စီရီယံလောက်ပါလားစီရီယံမလောက်ရင်ဒလန်ဘဲတို့တိုမီရှူမီလောက်တဲ့အချိန်မှာဥပရိယအကာအကွယ်ဖြစ်အောင်ပြန်ထမ်းထားတဲ့ပုံမှန်တစ်ခုဖြစ်ပါတယ်သဘောကား အခုအစိုးရကထောင်ခါပေးတဲ့အပေါ်မှာတောက်ပြက်ကအစောကလေးကမရှိလို့ကျေးဇူးအထူးတင်စရာမလိုဘူးဆိုတဲ့လရတွေသိဖို့အတွက်ပါဒီဥတွေပုံမှန်ကကိုကမကျူးလို့ရင်ဖန်ဝရန်လဲအကက်ခံရမှာမဟုတ်သလိုထောင်ချခံရမှာလဲမဟုတ်ဘူးဆိုတာသိဖို့လိုတာပါပဲဒီဒေါ်လာရဲ့အခင်းအကျင်းအရေးအခင်းမှာယုံကြည်ချက်အရာတော့လက်နက်တွေကင်ခဲ့ကြသေးတာပဲ။ အားလုံးစီရီယံလုံးကြပါလို့ပြောတိုင်းလူတိုင်းကလိုက်လုပေးစီရလို့လို့လားဒီမိုကရေစီရဲ့စံနှုန်းထားအရဆိုရင်လဲစီရီယံလုံးကြပါလို့ကိုအတင်းဖီအားပေးခွင့်မရှိနေပါဘူးလုံးဖို့ဆန္ဒရှိသူတွေဆိုရင်ဘယ်သူကမှ တိုက်တွန်းစီရမလို့ပဲလုတ်ခဲကြပါလိမ့်မယ်ဒါကရေပုံရသဘောတရားကို ပြောပြတာပါအခု905ကနဲ့ထောင်ချခံရသူတွေကလူမှုကွန်ရက်ပေါ်မှာကအစတာမန်ဝန်ထမ်းတွေကိုဒလန်ကောင်းစဉ်တက်ပြီ လူပန်ဝန်းကျင်အလိုင်းဝိုင်းမှာနေလို့မရအောင်နှီးမျိုးစုံနဲ့ဖိအားပေးခဲ့ကြတာကုံကုံပြောရရင်ကွာဖေးပုံပေါ်မှာနှွေဥတော်လန်ရေးပုံ မချင်းရင်တော့မိတ်ဆွေချင်းချင်းရန်ငါပြတ်ကြသေးတာပဲမဟုတ်လားအမျိုးသမီးတယောက်ကိုတန်မုံတီထွက်မထွက်လို့တယောက်ကလုံးကမိတင်ရှူပြီးတတ်ခဲ့တဲ့ဖြစ်ရက်တွေကပူပူနွေးနွေးတွေမဟုတ်ဘူးလား တလန်အကြောင်းပြချက်နဲ့ UNDP ပါတီဝင်တွေအကြောင်းမဲ့အသက်ခံခဲ့ရတာကလည်းအည်တွန်အပြင်ထောင်ကျော်တဲ့လူသက်ပွဲကြီးမှာဒီပုံမှားကလိုအပ်လို့ကို ပြထန်းခဲ့ရတာပါအခုလဲလွတ်လာတဲ့သူတွေကို ကြည်ပြီးတော့ဝမ်းသာကိုချင်းစာနိုင်ပေမဲ့ကိုရီထောက်ခံသူတွေဘွားကအဲ့ဒီကာလမှာအသက်လူပြီးနေခဲ့ရတာဆိုတော့ခက်ခဲခဲ့တာလဲအမှန်ပါပဲ။ အရေးအခင်းကာလမှာစီရီယံလုံးကြသလိုအခြေအနေကောင်းချိန်မှာဌာနပြန်ဝင်ပြီးရာထူးကြီးတွေယူ အနာပြန်ပြတဲ့သူတွေကြားမှာစီရီယံကာလတခြားတောက်ရှောင်းရက်တီခဲ့ရတဲ့ဝန်ထမ်းငယ်တွေဘွားက ကံကောင်းလို့သာ အသက်ရှင်ကြံခဲ့ရတဲ့သဘောပါဘုရားဘာသာအယူအဆအရတော့ကံတွေကသူ့အလုပ်သူလုပ်ပါတယ်သူများမိသားစုတွေပျက်စီးဖို့ရက်ွက်ထဲမှာဒလန်ကောင်းစဉ်တက်ပြီးလက်ညှိုးထိုးခဲ့လို့ထွက်ပြေးခဲ့ကြရတဲ့ပြည်သူတွေနေရာမှာ အခုတော့ဒီလူတွေထွက်ပြေးနေရတာကြည်ပြီးတရားလဲရကျင်စရာပါတကယ်တော့905ကဆိုတာဘယ်သူမပြုတ်မိမိပြုတ်တဲ့ပုံမှတစ်ခုပါပဲကံတွေလဲကြည်ပါစေ အတုံးအလှဲ့တွေလဲပြေပါစေလို့မျော်လင့်မိပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမညာဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြင့်ရှမ်းမုတ်တေဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့သတင်းဆောင်ပါလီနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာ ။ဆွမ်းကဂျပရီအက်စတရင်းရဲ့အနီးကမိတ်ဆွေဖြစ်ပါတယ်။ဒါကြောင့်ဆွမ်းကမကောင်းတဲ့သူဖြစ်တယ်။ဂျပရီအက်စတရင်းကဆွမ်းကမကောင်းဘူးလို့ ပြောတယ်။ဒါကြောင့်ဆွမ်းကမကောင်းတဲ့သူဖြစ်တယ်။အဲ့ဒီစကားနှမျိုးစလုံးအမေရိကန်ဒီမိုကရက်ပါတီရဲ့အိတ်ဆံမျက်နှာပေါ်မှာရေးခဲ့တာပါ။ပထမတစ်ခုတော့ပြန်ဖြတ်သွားပါပြီ။ဒီမိုကရက်တွေရဲ့စီလိုအပေါက်ရှာပြောကြတဲ့တာရကတခုကိုပြတ်ရတာပါ။ Jeffrey Epstein ဆိုတာအခုနာမည်ကြီးနေတဲ့ကလင်းသူငယ်တွေရဲ့ပြည်ထောင်ကိစ္စနဲ့ Trump ပထမတက်တန်းကဖမ်းခဲ့တဲ့သူ ထောင်ထဲမှာကိုကိုကိုတက်သေးသွားပါပြီ Jeffrey Epstein ကမကောင်းတာတွေလုပ်တဲ့သူဖြစ်လို့သူနဲ့ရင်းနှီးတဲ့သူတွေကလည်းမကောင်းဘူးလို့ဒီမိုကရက်တွေကဆွဆွဲပြီး Trump ကို မကောင်းတဲ့သူလို့ပုံဖော်တာပါ Jeffrey Epstein ကို လေရင်ပေါ်26ခါအတူခေါ်သွားတဲ့ ဘီကလင်တန်ကိုတော့ဒီမိုကရက်တွေဘာမှမပြောပါဘူးမကောင်းတဲ့သူနဲ့မတည့်တဲ့သူက လူကောင်းဖြစ်ရမယ်အခါကျတော့မကောင်းတဲ့သူကမကောင်းဘူးပြောလို့မကောင်းတဲ့သူဆိုပြီးထက်ပြောပါတယ်တကယ်လို့ Jeffrey Epstein က Trump ကကျွန်တော်အပေါ်သိကောင်းပါတယ်ကျွန်တော်ကို ကူညီပါတယ်လို့ပြောရင်ပိုဆိုးတဲ့နီးနဲ့ဆွဆွဲကြပါလိမ့်မယ်အဲ့ဒါကဒီမိုကရက်ဆိုတာပါပဲ အမန်တော့ Jeffrey Epstein ဆိုတာရာသပံဒီမိုကရက်ဒီမိုကရက်သမ္မတ Bill Clinton ကလေရင်တစည်းတည်း26ခါ CB ခေါ်သွားခဲ့ဘူးပါတယ်ဒီမိုကရက်တွေအတွက်မဲဆွယ်ဖို့အမြဲပတ်စံထုတ်ပေးတဲ့သူဒီမိုကရက်တွေအတွက်ဒီမိုကရက်တွေအတွင်း PR ပေးပြီး Jeffrey Epstein ရဲ့ fine တွေထုတ်ပြန်ပေးပါပြောနေတာ Trump ကလက်မှတ်ထိုးပေးလိုက်ပါတယ်အရင်ဆုံးစပြဿနာ ဖြေရှင်းရမှာ ဒီမိုကရက်သမ္မတဟောင်းဘီကလင်တန်တို့လင်မယားဖြစ်နေပါတယ်။ကလေးငယ်ပြည်သားကိစ္စကိုရင်ဆိုင်ရမယ့်ဒီမိုကရက် ကလင်တန်ကမော်နီကာလူဝင်စကီးနဲ့ကိစ္စရှိခဲ့ဘူးပါတယ်။ဒီမိုကရက်တွေကိုရှူးကိုပတ်ဖြစ်များဖြစ်နေမလားတော့မသိပါဘူး။ဒီမိုကရေစီကိုလက်ခံတဲ့စီလို အပေါင်ရှံပြီးပြောကြတဲ့ဒီမိုကရက်တွေကိုတော့မကြိုက်ပါဘူး။မြန်မာနိုင်ငံမှာလည်းအဲ့လို စီလိုအပေါင်ရှံပြီးအပြစ်ပြောနေတဲ့ ဒီမိုကရက်တွေရှိပါတယ်အဲ့လိုစီလိုအပေါင်းရှာပြောနေတဲ့ဒီမိုကရက်တွေကမစ္စရိယစိတ်အခြေခံနဲ့ပြောနေကြတာပါဒီမိုကရက်အားလုံးမှာတူတာရှိပါတယ်အဲ့ဒါကသူတို့မှမဟုတ်ရင်ဘယ်သူမှမကောင်းဘူးလို့ထင်နေကြတာပါသူတို့လုံရက်မှမဟုတ်ရင်ဘယ်သူလုံရက်ဘယ်သူပဲလုံလုံအတိုက်အခံလုံကြတာပါ အပြူသမောတွေဆောင်ကြဖို့လိုပါတယ်အတ္တတွေအာဃာတတွေရှော့ဖို့လည်းလိုပါတယ်တခါတလေ ကိုရှုကိုပန့်ဖြစ်တတ်တယ်ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုဒူပင်ကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့ဒူပင်မေတ္တာရက်ခံပါတယ်မိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment မှာဝင်ရောက်ရေးသားဆွေးနွေးအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခန့်မောင်ပါ